standing for long, walking, squatting. Look at the way she's limping because of the severe pain in her knees and in the ankle joints. Behold, brethren, this special prayer being offered at in Jesus' name. See how she's being driven in the power of the Lord Jesus Christ. Ow! The button, ah! Jesus. Be healed. Be healed. Healing is going on for Sister Alina in Jesus' mighty name. Be healed.

Jesus Christ. Thank you, Jesus. Oh my God. Oh, 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 yes. Brethren, put your hands together for Jesus Christ. ကဲမိတ်ဆွေတို့မင်္ဂလာပါဒီအမျိုးသမီးကတော့တောင်အာဖရိကနိုင်ငံကနေလာတာဖြစ်ပါတယ်ဆိုတော့သူမမှာဒူးနာတဲ့ပြဿနာနဲ့ချက်ဖမိုးမှာနာတဲ့ပြဿနာ သူတို့ကတော့ဆရာဝန်တွေကတော့ arthritis လို့ခေါ်တာပေါ့နော်အယိုးနာတွေယောဂခံရတာဖြစ်တယ်ဒါကြောင့်အဒီယူဂန်ဒါမှာရှိတဲ့ prophet ခခန်းတွေရှိကိုလာတဲ့အခါမှာ prophet ဆုတောင်းပေးတဲ့အခါသူမထဲမှာအယိုးကိုက်စေတဲ့နတ်ဆိုအယိုးနာစေတဲ့နတ်ဆိုထွက်သွားပြီးတဲ့နောက်မှာသူမဟာကြားမလာတာကိုတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အယိုးကိုက်အယိုးနာဝေဒနာခံစားနေရတဲ့သူတွေ ဒါရီယာဆရာဝန်ကုလို့မရတော့ဘူးဆိုတာတေချာသွားလို့ရှင်နတ်ဆုလောက်တာဖြစ်တယ်ဗောနော်ဒါကြောင့်နတ်ဆုနင်ထုတ်တဲ့ဆရာတိရှိသွားတဲ့အခါကြာမှဒီအယိုးနာယောဂတဲကနဲ့လွတ်မြောက်မှာဖြစ်ပါတယ်ဗောနော်ဖျားတကယ်အလုံးကိုကောင်းချီးပေးပါစေသူမရဲ့အဆအလေအဆုံးကိုကျွန်တော်တို့အင်္ဂလိပ်လိုနားမလည်တဲ့သူတွေအတွက်ပါတာပြန်ပေးလိုက်တာဖြစ်ပါတယ် Good morning. My name is Alina Matebonai. Toma name. South Africa ka la ra. Johannesburg. Johannesburg ma. Brought me here. It's a severe pain on my knees. Du ga na lo. And uh, that has been caused by arthritis. Ayog na re yoga chang phit da. Right heel. Ah di nya be che phomo ma le phit da. Mayfair Medical Center. Da ka sia wen di ka sit tha pe de se sa phit de. ဒီယောဂဖြစ်တာ9လရှိပြီ။ဆိုတော့လဲလာပိုင်း12ရက်2024မှာအာစစ်ထားတဲ့ဆဲစာဖြစ်ပါတယ်။ She has got evidence of joint space compartments, narrowing of the femoral tibial and patrofemoral compartments with osteophytes, So without this, she was diagnosed with knee osteoarthritis bilaterally, as being reported by Dr. H. Sayamvala, the lead consultant musculoskeletal radiologist. And I see I will not be kidding. ဆိုတော့ဒီဒီလူမျိုးအယိုးနဲ့ပတ်သက်တဲ့ယောဂါကိုဆရာဝန်တွေကုပြီးမှမပြောက်တော့ဘူးဆိုလို့ရှိရင်ဒါနတ်ဆူလုပ်တယ်ဆိုတာသိရမှာဖြစ်တယ်။ဒါနတ်ဆူနင်ထုတ်မှတာကြားမှာမှာဖြစ်တယ်။ဆိုတော့ဒီ profession ကိုတွားပြီးမှ ီအယုနာယောဂပျောက်ခြင်းနဲ့ဆိုရင်တော့ဆရာဝန်ရဲ့စေစာ လိုတာဖြစ်တယ်ဗောနော် စေစာရှိမှအဲ့ဒီဒီဆုတောင်းပေးတာဖြစ်တယ်စေစာမပါလို့ရှင်အဆုမတောင်းပေးဘူးဗောနော်မဖြစ်လို့လဲဆိုတော့သူများတွေကဒါကလိန်တာညာတာ မဟုတ်ဘူးဆိုမှအဲလှုပ်ရှားတာဟုတ်တယ်ဆိုမှအဲ့လိုပြောကြတာဖြစ်တဲ့အတွက် prophet ကအဲ့ဒါအပြောမခံဆရာဝန်ရဲ့စာလိုတာဖြစ်ပါတယ်လို့ difficult အခုတော့တမကထဲကနတ်ဆုကို prophet နင်ထုတ်တာကြည့်အောင် Behold, brethren, this special prayer being offered unto her in Jesus' name. See how she's being driven in the power of the Lord Jesus Christ. Jesus. Behold, brethren, this special prayer being offered in Jesus' name. See how she's being driven in the power of the Lord Jesus Christ. Behold, brethren, this special prayer being offered unto her in Jesus' ။ဆမ်းမသွားပေါ့အမင်ဖဲတာ။ကဲနတ်ဆူရဲ့ငင်းယူတောင်ကိုကြားတာဖြစ်ပါတယ်။အခုတော့နတ်ဆူနာတဲ့အချိန်ဖြစ်ပါတယ်။ဆိုတော့နတ်ဆူဒီနတ်ဆူဒီမကောင်းမှုအားလုံးရအဘဖြစ်တယ်ဆိုတာကိုယေရှုကလွန်ခဲ့တော့အနှစ်2000ကတည်းကနေရှင်ယောဟန်အခန်းကြီး8:44မှာပြောထားတာဖြစ်တယ်ဆိုတော့ နတ်ဆိုးလက်ထက်ကနေရွေးနှုတ်ဖို့ယေရှုလာတယ်ဆိုတာကိုကြတော့ရှင်ယောဟန်ခိုင်း30အငယ်30မှာရေးထားတာဖြစ်တယ်အခုတော့ယေရှုကသူမကိုဘယ်လိုရွေးနှုတ်တယ်လဲဆိုတာကိုမြင်ရတာဖြစ်ပါတယ် Jesus Christ has done for this lady. She has received येशू को जयसो तने फिदे येशू 피하고 को जयसो तने प्या को जयसो तने कदरिन पुट यू हव टू तुमा नाम है अफ्रीका ဒုနာတာဖြစ်တယ် affected my ear and when a man of god prayed for me the power i felt the power coming upon me in a ဆိုတော့ prophet ဆုတောင်းတဲ့အခါမှာဘုရားသခင်ရဲ့ဝိညာဉ်တကူဟာ तुम ပေါ်မှာတက်ရောက်လာတာကို तुम ခံစားရတယ်လို့ပြောပါတယ်ဆိုတော့ကျွန်တော်တို့ကြည့်တဲ့သူတွေကတော့မခံစားရဘူးတကူတက်ရောက်တာတော့မြင်ရတာဖြစ်တယ်ဆိုတော့ तुम ကတော့ခံစားရတာဖြစ်တယ် was just spinning i couldn't control myself အဲ့မှာသူမကလေပြီးမှသွားလိုက်တယ်မိမိကိုမိမိမထိန်ထားနိုင်ဘူးလို့ပြောပါတယ်ဆိုတော့ဝိညာဉ်တော်တကူတက်ရောက်လာတဲ့ခါမှာသူမဟာသူ့ကိုယ်သူမထိန်ထားနိုင်ဘူးလို့ပြောပါတယ် and i'm healed hallelujah အခုကျွန်မကျမတွားပြီ hallelujah I can't believe it. So I can't believe it. ကျွန်မ ကိုကျမမယုံနိုင်ဘူးလို့ပြောတာဖြစ်ပါတယ်။ဒါကဝေဒနာကိုတကယ်ခံရတဲ့သူတွေကဝေဒနာခန္ဓာကြာသွားပြီဆိုလို့ရှိရင်နေသားကြာသွားတယ်။အခုလိုရုတ်တရက်ပျောက်သွားတဲ့အခါမယုံနိုင်ဘူးဖြစ်လာတာဖြစ်ပါတယ်။ let's go 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 အာဖရိကနိုင်ငံသားတွေကများသောအားဖြင့်အကတော်တယ်ဗောနော်နောက်ဆုံးကကွက်ကသူမတင်ပါကိုဒါပါလေလှုပ်တုပ်လှုပ်တုပ်လှုပ်လာတဲ့အခါဘုရားပရောဖက်ကပြောတယ်တော်ပြီတော်ပြီတဲ့ရပြီရပြီတဲ့အဲအဲ့လိုပြောတာဖြစ်ပါတယ်ဆိုတော့ဒီယေရှုခရစ်တော်ရဲ့နာမနဲ့အနာရောဂါကိုငြိမ်းစေပါလို့တမန်တော်တွေကိုယေရှုခရစ်တော်ကအာ ဘယ်လိုပြောတာဝန်ခိုင်းစေတာဖြစ်တယ်။ရှမတဲ့အခန်းကြီး30အငယ်1ကနေ10မှာအဲ့ဒါကိုတွေ့ရမှာဖြစ်တယ်။ရှင်လုကာအခန်းကြီး30အငယ်16 18မှာလည်းဒါကိုတွေ့ရမှာဖြစ်တယ်။ရှမကုအခန်းကြီး16အငယ်16အဲ့ဒီမှာလည်းပဲတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ယေရှုခရစ်တော်ရဲ့နာမ၌အနာရောဂါကိုငြိမ်းစေပါ။ယေရှုခရစ်တော်နာမ၌ငါနာမကိုအမည်ပြုပြီးမှနတ်ဆုကိုနှင်ထုတ်ပါ။နော်ငါနာမကိုအမည်ပြုပြီးမှ နော်မကြမှာတော့သူကိုကြမှာစေပါဆိုတဲ့လွန်ခဲ့တော့အနှစ်2000ကယေရှုရဲ့နှုတ်ကပတော်ကိုလိုက်လျှောက်တဲ့ပရောဖက်တွေဟာအခုတည်းတည်းအနာရောဂါငြိမ်းပေးနိုင်တဲ့တာဖြစ်ပါတယ် Johannes together for the miracle worker Jesus Christ. Lady Alina, မတ်တေဘို့အခုတော့တက်တဲ့ခံတဲ့အစီအစဉ်ဖြစ်ပါတယ်။အနာရောဂါရှိစင်မှာတော့တက်တဲ့ခံစရာမလိုပါဘူး။တို့တော်လေအနာရောဂါထဲကနေ ယေရှုခရစ်တော်ကကြမ်းမာစေပြီးတဲ့အခါမှာကြတော့တည့်တယ်ခံဖို့လိုတာဖြစ်ပါတယ်။ရှမာကုအခန်းကြီး15ကိုဖတ်ကြည့်မယ်ဆိုလို့ရှင်နတ်ဆိုးအကောင်2000အကောင်2000ကနဲ့လွတ်မြောက်သွားတဲ့လူဟာဂါဒရပြည်တစ်ခုလုံးမှာတည့်တယ်ခံတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ရှမာရိမြို့မှာပြည်စာအမျိုးသမီးဟာယေရှုခရစ်တော်နဲ့တွေ့တဲ့အခါမှာလွတ်မြောက်အတ္တဟာလွတ်မြောက်ခြင်းတို့ရောက်ပြီးမှရှမာရိမြို့သူမြို့သားကိုယေရှုခရစ်တော်ရဲ့အဲ ကယ်တင်ခြင်းကိုသွားပြီးမှဝင်ငှတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒီနေ့ဒီတောင်အဖရိကလာတဲ့တဲ့မြစ်တမီလဲသူဒူးနာပျောက်ဒူးနာထဲကနေပျောက်ကင်းတဲ့အခါမှာတကဘာလုံးကြောက်အောင်သူကတက်တက်ခံတဲ့အခါမှာကျွန်တော်တို့မြန်မာလိုနားလည်နိုင်ရပါတာပြန်မှာဖြစ်ပါတယ် To God's glory My name is Alina သူမကအလီနာပါ I come from Johannesburg Johannesburg မြို့တောင်အာဖရိကနိုင်ငံကလာတာဖြစ်ပါတယ် I came here ဒီကလာရာကစမမပြရှိတဲ့ပြဿနာက၅လရှိပြီဒူးမှာအရန်ကိုနာတာဖြစ်တယ်ပြလို့ရှင်ဒီချေဖမိုးမှာလည်းချေနာတာဖြစ်တယ်ချေ I couldn't get up I couldn't move ဆိုတော့ဒီယောဂါကိုတမမရခင်မှာ အလွန်ဆိုးရတော့အိမ်မက်ဆိုးကိုသူမကအရင်မက်တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာအဲ့ဒီအိမ်မက်ဆိုးကိုမြင်ပြီးတဲ့နောက်မှာသူမကဒီပြဿနာကိုကြုံရတာဖြစ်ပါတယ်တဲ့။ဒါကြောင့်ဖျားတခင်က လူတိုင်းကိုအိမ်မက်အဖြစ်စကားပြောတာဖြစ်တယ်။စာရန်ကသူမအသက်တာထက်ကိုဝင်တော့မယ်၊သူမကိုအယိုးနာတဲ့ယောဂပေးတော့မယ်ဆိုတာကိုအိမ်မက်ဆိုးအဖြစ်တွေ့ရတာဖြစ်တယ်။တိုးတော်လေသူမဟာအိမ်မက်ရဲ့အနက်ကိုနားမလဲတာဖြစ်တဲ့အတွက်အခုလိုခံရတာဖြစ်တယ်။ ်စစ်ပြီးမှနားထောင်ကြည့်ရအောင် I couldn't walk I had to be helped I had to be washed ဆိုတော့ဒီဝေဒနာကိုစက်ခံရတဲ့အခါမှာမိမိကိုမိမိလမ်းမလျှောက်နိုင်ဘူးမိမိကိုမိမိအဲဘာမှမလုပ်နိုင်ဘူးရေချိုးတာတောင်မှ သူများချူပေးမှ ရေချိုးလို့ရတာဖြစ်တယ် and um everything was given to me on the bed and သူမကအဆအဆရအဲ့ရပေါ်မှာလှုပ်ပေးရတာဖြစ်တယ် because of excitement i said okay now that i'm healed it's my time now to go out there and jog by mistake ဆိုတော့အဆပိုင်းမှာသူမအဲ့ဒီမှာအဲ့ရမှာနေပြီးမှအဲ့လိုအနားယူတဲ့အခါမှာမိသားစုရဲ့ဝိုင်းပြီးမှပြုစုပေးတယ်အဲ့ဒီမှာသူမကတက်တာလာတယ်တက်တာလာတော့အရန်ဝမ်းတာပြီးမှသူမကလမ်းလျှောက်ရမယ့်အစားပြေးတာဖြစ်တယ် ဲ့လိုပြေးတဲ့ခါမှာအာသူမရဲ့အခြေအနေကပြန်ဆိုးလာတာဖြစ်တယ် I I ran instead of walking. လမ်းစာမဲ့ဇာပြေးခဲ့တယ်။အဲ့လိုပြေးတဲ့အခါစာပြေးမှဒူးမှအရနာလာတယ်။အဲ့ဒီကနေဟိုးခြေတကောက်ကိုထိနာသွားတယ်။အဲ့ဒီခါစာပြေးလမ်းမလျှောက်နိုင်ဘူး။ထိုင်လို့မရတော့ဘူး။မတ်တက်မရနိုင်ဘူး။အကြာကြီးမတ်တက်ရလို့မရဘူး။ အလုတ်အိမ်အလုတ်မလုံနိုင်ဘူးဖြစ်လာတယ်။ကျမသားကကျမကို ချက်ကျွေးရတယ်။အိမ်အလုတ်ကို ကျမသားကလုတ်ပေးတယ်။ကျမထိုင်နေတယ်။အိမ်ရမှာထိုင်နေတယ်။ကျမကကျမတယ်လို့မြင်ရမှာပါ။လမ်းလျှောက်နိုင်မလို့ထင်ရမှာပါ။ဒါပေမဲ့ကျမမလုံနိုင်ပါဘူး။ ဒါကြောင့်ကျမကဂျိုင်းထောက်ကိုတုံးရတာဖြစ်တယ်အရင်တုန်းကအဲ့ဒီဂျိုင်းထောက်ကကျမသားတုံးခဲ့တာကျမအဲ့ဒီဂျိုင်းထောက်ကိုမပစ်ပဲအခုတုံးနေရတယ်အချင်းနဲ့အရန်ဆိုးပါတယ်ကျမဆရာဝန်ရှင်သွားတယ်ဆရာဝန်ရှင်သွားတော့ဆရာဝန်ကပြောတယ်နေမှာအယိုးနာတဲ့ယောဂရှိတယ်ဒူးမှရှိတာဆရာဝန်ကဆဲပဲပါတယ်အလုပ်မဖြစ်ပါဘူးပို့ဆိုးလာတယ် ဖျားတခင်ကျေးဇူးတော်ကြောင့်ကျမဒီကိုရောက်လာခဲ့တယ်ကျမဒီမှာဆွတောင်းခံတဲ့ line မှာဝင်ခွင့်ရတယ်အဲ့မှာ prophet ကကျမကိုဆွတောင်းပေးတယ် prophet ကကျမအတွက်ဆွတောင်းတဲ့အခါတကူးတစ်ခုက ကျမအပေါ်မှာတက်ရောက်လာတယ်အဲ့ဒီကျမရဲ့ခါးကနဲ့အောက်မှာတကိုးဆင်းသွားတယ်အဲ့ဒီနောက်မှာကျမလဲကျသွားတယ်အဲ့ဒီနောက်မှာဘာဖြစ်တာကျမမသိဘူး အခုဗီဒီယိုမှာကြည့်မှပဲဘာဖြစ်သွားတယ်ဆိုတာတွေ့ရတာကျမလွတ်မြောက်သွားတယ်ကျမမတက်ရလာတော့ကျမကိုကျမအာအာတင့်တယ်တကယ်ဆိုရင် ကျမကိုကျမအဲ့လိုမျိုးမထနိုင်ပါဘူးကျမထိုင်နေတာနဲ့ထလာဖို့တရားယောဂကုညင်ဖို့လိုတယ်အရန်ခက်တာဒါပေမဲ့စွတ်တောင်းခံပြီးတဲ့နောက်မှာကျမကိုကျမထနိုင်တယ်ကျမလမ်းလျှောက်တယ်ဘုရားတခင်ကျေးဇူးကြောင့်ကျမမှာဘာမှ က်ခဲတာခြေတော့မှမရှိတော့ဘူးကျမကခွန်အားအစ်စ်ကိုရတယ် They're stronger even when we are staying we stay in the fourth floor ကျမတို့နေတဲ့နေရာကိုလေးထပ်တက်ရတာအဲ့မှာကျမခြေတော့နဲ့တက်နိုင်ပါတယ်ဘာမှမနာမကျင်ပဲကျမတက်နိုင်ပါတယ်ကျမဒီလိုလွတ်လွတ်လပ်လပ်ဒီလိုသွားနိုင်ပြီကြည့်ပါမြန်မြန်လေးလိုင်းရှောင်းနိုင်တယ်ဟာလေလုယာကျမပြေးနိုင်တယ် ယေရှုခရစ်တော်ကိုဘုံပေးတယ်ဟာလေလုယာကျမပြေးလေပြေးနိုင်ပါပြီယေရှုဖျားကိုကျေးဇူးတင်ပါတယ်ဟာလေလုယာကျမထိုင်တဲ့အခါမှာလည်းဘာမှပြဿနာမရှိပဲဒီလိုထိုင်လို့ရပြီဟာလေလုယာပါဒီလိုမြန်မြန်လေးထနိုင်တယ်အရင်တော့ကလို့လုံးဝပြဿနာမရှိတော့ဘူးထိုင်တာထိုက်တာထတာလုံးဝပြဿနာမရှိတော့ဘူးဟာလေလုယာဖျားကိုအရန်ကျေးဇူးတင်တယ် ဒီအသိန်းတော်လုံငါအတွက်လည်းကျေးဇူးတင်တယ်ဖျားတကယ်ပရောဖက်ကိုကျေးဇူးတင်တယ်အရန်ကျေးဇူးတင်တယ်လို့ပရောဖက်ကိုပြောချင်တယ် And not let it die, but it's moving forward. What was given to you, uh, you are really using it. And also, thank you. ဖျားတခင်ကပရောဖက်ကိုပေးတဲ့အနာရောဂါငြိမ်းဆုခြေဆုကိုပရောဖက်ကငါတမတို့အတွက်အသုံးပြုတဲ့အတွက်အရန်ပဲခြေဆုတင်ပါတယ်။ Thank you for 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 being an ambassador of heaven hallelujah phaya de kin ye yeah. kaung kin ga la de ane ne ma ku nyi de So we thank God for him so I like to thank Jesus Christ. Yes, so God Jesus then. For me truly by his stripes we were healed. Hallelujah. Tama jan ma ye ူခံရတော့တန်ချက်တော့အားဖြင့်ငါတို့ရဲ့အနာရောဂါငြိမ်းတယ်ဆိုတာတကယ်ပဲမှန်ပါတယ်ဟာလေလုယာ Uh, let you say when Jesus healed the lepers, glory, he said to them, You go and show yourself to the priest. And then when you do that, your healing will be permanent. Hallelujah. Longedo Nina Taunoga, Yesukredoga, Nuna Shide Dugu, Tua Piore, Ni Sinje Chindo Yaubi, Taja ဣဘရာဟိရှိကိုသွားပြီးမှ ပြပါလို့ပြောတယ်အဲ့ဒါလို့ပြတဲ့အခါမာမတော့အသူအဲ့ဒီနူနာကအပီးတန်ပျောက်ကင်းတာဖြစ်တယ် will be complete so i am here also standing before the priest glory to jesus ကျမလည်းပဲအခုမှဆုတောင်းခံရတယ်ကျမအနာရောဂါငြိမ်းတယ်ကျမအခုဒီဘုရားတခင်ရဲ့လူတွေရှေ့မှာကျမတက်တဲ့ခန္ဓာဖြစ်တဲ့အတွက် my testimony and i know that my healing will be permanent in ကျမရဲ့အနာရောဂါငြိမ်းချမ်းကလည်းပဲအတ္တိတကျဖြစ်ပါတယ် Jesus name ယေရှုဖျားကိုယေရှုတင်ပါတယ်ဘန်ဒူဘစခါယာအစောတာအာဖရိကတကားတို့တောင်အာဖရိကစကားနဲ့ တောင်အဖရိကလူတွေကိုတက်တဲ့ခန္ဓာဖြစ်ပါတယ် ministry hallelujah kunom prophecy okhetho ujehova hallelujah esikhatini sethu ukuthi aqhubu umsebenzi ujesu awushi awashiyele bona hallelujah ukuthi size nathi uzothola ukuphola ကျွန်တော်တို့မြန်မာလူမျိုးတွေတဲမှာအနာရောဂါငြိမ်းပြီးမှအဲ့လိုတက်တဲ့ခန္ဓာတော့မရှိသေးဘူးပေါ့နော် တော့နောက်နောက်မှာကျွန်တော်မြန်မာလူမျိုးတွေလည်းပဲအနာရောဂါငြိမ်းပြီးမှတက်တက်ခံရတော့အခွင့်ရမယ်လို့ကျွန်တော်တို့မျှော်လင့်ထားတာဖြစ်ပါတယ်တို့ကျ usa ရပါဘာဖာကုမာတီထားစမြန်မာလူမျိုးတွေအနာရောဂါငြိမ်းတော့မြန်မာလူတက်တက်ခံရမှာဖြစ်တယ်အဲ့ဒီပုံမှာဘာသာပြန်ပေးရမှာဖြစ်ပါတယ် and i am totally healed in jesus name so tumaya anayoga ngain chain ma pesan tabya tachat ma ko be အာဒီယေရှုခရစ်တော်ကကျေးဇူးတော်တက်တက်နဲ့တမကိုကုပေးတယ်လို့ပြောတာဖြစ်ပါတယ်။သူဇာနီကဘာတူဘာဆမ်ဇာန်စီအဘန်တူမဆဲခေါတဲငိုဇာနီဂျီစ်ဒါကြောင့်တခါတလေယောဂရတဲ့အခါမှာဆရာဝန်ဒီရှမသွားလို့ရှင်ဆရာဝန်တွေကဘာတွေစစ်တွေတောက်ရမယ်ဆိုတာညွန်ကြမှာဖြစ်တယ်လို့ဒီယောဂကုလို့ရှင်ဘလောက်ကုန်ကြမယ်ဆိုတာလဲပြောမှာဖြစ်ပါတယ်။တချို့တို့ဆိုလို့ရှင်အနာယောဂကုတဲ့အခါမှာ ကုပြီးတဲ့ပက်ဆန်တွေဘလောက်ကုန်ပြီလဲဆိုတာရေတွက်ကြည့်လို့ရှင်နဲတာမဟုတ်ပါဘူးဒါပေမဲ့အနာကမပြောက်သေးဘူးဆိုတော့အဲ့လိုမျိုး နာတာရှည်မပြောက်တဲ့လူတွေကတော့ဒီလိုမျိုးနေရာမှာတွားရင်ကောဘလို့နေမလဲဆိုတာစဉ်းစားလို့ရတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးနေရာမှာတွားရင်တော့ပက်ဆန်ကုန်စရာတော့မလိုဘူးဒါပေမဲ့လေရင်စရိတ်တို့တဲခုခန်းစရိတ်တို့စားစရာ စားစီလဲတော့လူမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကကိုကိုယ်တိုင်လေရင်စရတာ ကူကရန်စားရတာကူကရန်အေးရတာတန်ပါတယ်ပြီလို့ရှင်စေကူတာကတော့အလကားကူပေးတာဖြစ်ပါတယ်ဆရာကြောင့်ပစ္စာများစွာကုန်ကြခံပြီးမပြောက်မကင်းဘူးဆိုရင်တော့အာဒါမျိုးနဲ့လည်းတောက်ကူကြည့်ဦးရင်ကောင်းမလားလို့စဉ်းစားနိုင်တာဖြစ်ပါတယ် name nizos pol nizos tolela nani glory to jesus together let's give god glory for this wonderful taste ဆရာဒါကတော့ prophet chan ပြီးဆုံးလာတာဖြစ်ပါတယ် နော်ပရောဖက်ကျမ်းကဟေရှာယအခန်းကြီး61အငယ်1ယေရှုခရစ်တော်လာတဲ့အခါမှာနတ်ဆူရဲ့ချွတ်နှောင်ခြင်းခံရတဲ့သူတွေကိုရွေးနှုတ်မယ်ဆင်းရဲခံရတဲ့သူဟာဝမ်းမြောက်စရာတည်င်းကြမယ်ဆိုတာဒါကိုဆိုတာဖြစ်တယ်ဟေရှာယကာလကနဲ့တိုင်းမယ်ဆိုလို့ရှိရင်နှစ်ပေါင်း2500 2600ကျော်သွားပြီဖြစ်ပါတယ်ဆိုတော့လွန်ခဲ့တော့အနည်း2000ယေရှုတကယ်လာတဲ့အခါမှာလူတွေဟာနတ်ဆူးချုံတော်ချစ်တဲ့ကနေလွမြောက်တာကိုမဿဲမာကု လုကာယောဟန်မှာကျွန်တော်တို့ဖတ်နိုင်တာဖြစ်ပါတယ် ဲ့ဒီကနေဒီအခုကျွန်တော်တို့ကာလတည်းအနှစ်2025ရှိလာပြီဖြစ်တယ်အခုထင်တဲ့အနာရောဂါရှိတဲ့သူဟာယေရှုနာမနဲ့အနာရောဂါငြိမ်းစေနတ်ဆူဆွဲခံရတဲ့သူတွေဟာနတ်ဆူလက်တခါနဲ့လွတ်မြောက်စေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မြင်ရကြားရတဲ့ကာလ ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ရှင်မတဲ့အခန်းကြီး30အငယ်တိကနဲ့ရှင်မရေးထားတဲ့အနာရောဂါငင်းချင်းဟာယနေ့ထိရှိတယ်ဆိုတာလူမျိုးမျိုးရေးဘာသာမျိုးရေးဘ ഹു ဒရာတိနိုင်ရန်ဝင်ငါပေးလိုက်တာဖြစ်ပါတယ်သူတို့ဖျားရခင်ချီးမွမ်းတာကိုကြည်ပြီးမှအဆုံးတတ်ကြအောင် together for Jesus Christ.